တန်းစင်နဲ့ Time Fighter ခုံပုံးနိုင်လို့ရဲ့ပွဲကြီးဟာလာမယ့်နိုဝင်ဘာ9ရက်နေ့မှာ One Championship ရဲ့ပွဲတစ်ပွဲမှာပါဝင်လာပြီဖြစ်ပါတယ်။တန်းစင်တို့ရဲ့ပွဲပြန်ရပြီလို့ပြောလို့ရပါတယ်။ဒါကတော့မနေ့ကကလေးကအားလုံးအသိပေးတာဖြစ်မှာပါ။တန်းစင်ရဲ့အခု ရှင်ပြိုင်ထိုးတတ်မဲ့ခုံပိုးနိုင်ဆိုတာဘလို့ fighter မျိုးလဲကျွန်တော်တို့ကြည့်အောင်ဗျ။တန်းစင်ဟာ1 5 5 132ပွဲမှာပြန်ပါဝင်လာပြီဖြစ်ပါတယ် ်ပြန်ဘက်ကထိုင်းဖိုက်တာခုံမိုးနိုင်ခုံမိုးနိုင်ကဘလိုဖိုက်တာလဲဆိုတော့1မှာ6ပွဲထိုးရင်9ပွဲနိုင်2ပွဲရှုံးရလက်ပိုင်ဆိုင်ထားတဲ့သူပါပြောရမယ်ဆိုရင်တော့ခုံမိုးနိုင်ကသူ့ရဲ့မှတ်တမ်းကကောင်းတယ်လို့ပြောလို့ရပါတယ်ပြီးတော့သူကနာမည်ကြီးစွန်ရက်ကိုပါအနိုင်ရရှိထားသူဖြစ်ပါတယ်နှစ်ပွဲရှုံးဖို့တဲ့ဆိုပေမဲ့နောက်ဆုံး9ပွဲမှာပွဲဆက်လိုက်အနိုင်ရထားတာဖြစ်ပါတယ်ရှုံးပွဲမရှိသေးပါဘူး ဒီပွဲဟာတန်းစင်တို့ကပွဲနဲ့နဲ့ချက်တယ်လို့ပဲပြောရမှာပါ။နောက်ပြီးတော့ခွန်ပေါ်မရဲ့အနိုင်ရလတ်တွေကိုတန်းစင်ကရက်တန့်နိုင်မလားရက်တန့်နိုင်တော့အကောင်းဆုံးပေါ့ဗျာ။တန်းစင်ကတော့လက်ရှိနေထိုင်ရရလတ်ကမကောင်းပါဘူး။သုံးပွဲဆက်တိုက်ရှုံးထားပါလေ။ဒါတော့မှဝမ်ဘက်ကတန်းစင်ကိုပွဲချပေးတဲ့နေရာမှာပြောရမယ်ဆိုရင်တော့နိုင်မို့လို့ကူတဲ့ဖိုက်တာနဲ့မချပဲနဲ့ပွဲချက်ကြီးတွေပဲချပေးနေတယ်မြင်ပါလေ။ တန်းစင်ဟာစာချုပ်ရပြီတော့လို့ခုလိုပွဲချက်တွေကြီးပဲချပေးနေတာလားချက်တူရဲ့သဘောထားကဘာလဲမပြောတတ်ပါဘူးတေချာတာကတော့ဒီပွဲလဲတန်းစင်အတွက်တော့မချောင်ဘူးလို့ပြောရမှာဖြစ်ပါတယ်တန်းစင်ကတော့အကောင်းဆုံးပြင်ဆင်နေပါတယ်ခြေကန်ချက်တွေနဲ့အကောင်းဆုံးလုပ်ပြီးတော့အရင်လုံကနဲ့လုံဝမလို့ပဲသူခံနိုင်ရင်ရှိလာပြီဆိုပြီးတော့ Facebook မှာတော့တင်ထားပါသေးတယ်တန်းစင်အနေနဲ့အကောင်းဆုံးပြင်ဆင်ပြီးတော့အနိုင်ရဖို့မြန်မာပြည်သက်တွေကတော့မျှော်လင့်နေတာပေါ့ဗျာမဖြစ်နိုင်ဘူးဆိုတာတော့မရှိပါဘူး ်ခွန်ပေါင်းနိုင်ငံအားတန့်စင်ထက်တာတဲ့အပိုင်းတွေအများကြီးရှိတာမှန်ပါတယ်။ဒါပေမဲ့ပရိသတ်ကိုအံ့ဩသွားအောင်ဆွန်းဆောင်ပြထားနိုင်တဲ့အပိုင်းတွေလည်းတန့်စင်မှာရှိပါတယ်။ခွန်မိုးနိုင်ငံကပြောရမယ်ဆိုမြန်မာဖိုင်တာနိုးပြတဲ့မိုးထက်အောင်တဲ့ဆွန်ရက်ကိုလည်းအနိုင်ရထားတာပါ။စဉ်းစားကြည့်လိုက်တော့ခွန်ရက်လောက်မွေထိုင်းနီးစနစ်ကောင်းတဲ့သူကတော်မှနိုင်ထားတဲ့ဖိုင်တာပါ။တန်းစင်လို့ရမယ့်ပိုင်းကတော့ခွန်မိုးနိုင်ငံအာသာချက်ဖြစ်တဲ့ဒီအကောင်းဆုံးအနေထားကိုရှင်ပြန်ရမှာပါ။ ။တပ်စင်ရဲ့အားသာချက်ကပါလဲဆိုတော့အောက်ခြေဖြိုးတာပါ။ဆိုရီယန်လက်လို့ဖိုင်တာကိုတော့မှအနိုင်ရကန်နီဒီတပ်စင် လုတ်ပြနိုင်သေးတာပါပဲ။တပ်စင်ရဲ့အော်ပိုင်းကန်ချက်တွေကအရန်ကောင်းတယ်လို့ဆိုပါတယ်။အခုခုံပုံးနိုင်ကိုလည်းဒီတန်းသာဆက်လုံရင်တပ်စင်ဖြိုးနိုင်ပါတယ်။မဖြစ်နိုင်ဘူးဆိုတော့မရှိပါဘူး။ဒါပေမဲ့ခုံပုံးနိုင်က တန်စင်ရဲ့ကစားပွဲကိုတေချာပေါက်ကြည့်ထားမှာကတော့အမှန်ပဲဖြစ်ပါလေ။တန်စင်ဟာစူပါလန်နဲ့ပြင်းပြထန်ထန်လေ့ကျင့်နေတာမို့လို့တိုးတက်လာမလားဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါလေ။တန်စင်ရဲ့ပတ်တောင်တွေလည်းတော်တော်ကောင်းလာတွေ့ရပါတယ်။ဒါကြောင့်မနေ့ကတော့မှတန်စင်ရဲ့ကောင်းတော်မှာသူ့ရဲ့ကြောင်စာမိပြီးတော့တဲ့သူ့ရဲ့နီးပြစရာနှစ်ဖူးကြီးတီးထွားတာကိုတော့မှတင်ထားတာကိုအားလုံးပြင်မှာပါ။တန်စင်ကတော့တကယ်ကိုပြင်းပြထန်ထန်လေ့ကျင့်နေပုံရတယ်လို့တော့မှတ်ယူမိပါတယ်။ဒီပေါ်နဲ့ပတ်သက်ပြီး ပရိသတ်တွေကတော့သူတို့ရဲ့အမြင်ကိုခုလိုမျိုးပြောပါတယ်။တပ်စင်အနေနဲ့တဖက်ဖိုက်တာပေါ်ရှော့တော့ကိုကိုကိုအထင်ကြီးမျက်နှာဖွင့်ထိုးရှာထုတ်ပြောင်ပြဓာတ်တွေကိုရှော့ပါတဲ့စိတ်ကိုတည်ငြိမ်အောင်စူးစားပြီးအကောင်းဆုံးထိုးမှပဲအနိုင်ရမှာပါတဲ့။တပ်စင်ကိုကြည့်ရင်းနဲ့အများရန်ဘော်ဒီတွေ့ကြုံနေနဲ့ရှင်းပြနေလာရတယ်တဲ့။အဆင့်တူနဲ့ပြန်ရတာမရှိဘူးတဲ့။ဘာပြောပြောတဲ့ အနည်းငယ်တော့အားပေးပါတယ်တဲ့ချာထွေနေနေတဲ့ဘတ်လိုက်တယ်လို့မြင်ပါတယ်တဲ့သူ့ကြိုးစီပွားပဲကြည့်တယ်လို့မြင်ပါတယ်တဲ့ time fighter ကိုပဲနိုင်အောင်တမင်ဒီလိုပွဲမျိုးတီးပေးတယ်လို့ပဲမြင်ပါတယ်တဲ့အသက်ငယ်ငယ်အတွေ့အကြုံရှိသေးတဲ့မြန်မာ fighter တွေကိုအညွန့်ခေါ်ချိုးတဲ့ပုံစံမျိုးဖြစ်နေပါတယ်တဲ့ပေးဆက်ချင်တဲ့စိတ်နိုင်အောင်ထိုးမယ်ဆိုတဲ့စိတ်မရှိပဲတမထိုးပါနဲ့တဲ့အကိုဖြစ်သူစေဖို့အတွက် ထိုးနေတယ်ဆိုတာကအဆင်မပြေပါဘူးတဲ့အဲ့ဒီလိုမျိုးစိတ်နဲ့ထိုးဖို့ကလည်းမလွယ်ပါဘူးတဲ့ဘာဖြစ်ပြောတဲ့တန်းစင်နေရာမှာတခြားဖိုက်တာဆိုပွဲရတော့မှမဟုတ်ဘူးတဲ့တန်းစင်ရေးတဲ့မင်းရဲ့လှုပ်အားလုံးကစိတ်တန်းကြပါနဲ့တဲ့ဘာပြောတဲ့ဒီပွဲကိုပဲအာယုံဆိုင်ပါတဲ့ထိုင်းမှာတကယ်တော့တလားလောက်သေချာလေးလေ့ကျင့်စီကျင်နေတဲ့လောဘမကြီးပဲအေးဆေးကစားပါတဲ့ ဒါပေမဲ့တန်းစင်ပေါ်မှာယုံကြည်ချက်တော့ပျောက်သွားတယ်တဲ့အရင်လိုမျောလင်းချက်တွေနဲ့တန်းစင်နိုင်မယ်ထင်ပြီးအားပေးရတယ်လို့မျိုးစိတ်မလုံရှာတော့ဘူးတဲ့ကြည့်ရတာလည်း feel မရှိတော့ဘူးတဲ့တန်းစင်အားတဲ့ပြောစရာမလိုအောင်အကုန်လက်ရည်လည်းကောင်းပါတယ်ခြေကန်ချက်တွေလည်းကောင်းပါတယ်တဲ့ body stretch အပိုင်းတိဆောက်တာလည်းကောင်းပါတယ်တဲ့ဒါပေမဲ့မာကုံတစ်မျိုးပဲကြံနေတဲ့တန်းစင်ကားတဲ့ခုထိမာကုံကအားမရသေးဘူးတဲ့ တန်းစင်နေနဲ့တစ်ချက်ထိတာနဲ့ခွေကျသွားတာမျိုးတွေမဖြစ်သင့်ဘူးတဲ့မာကုံပိုင်းကတော်တော်လိုတယ်တဲ့နောက်ပြီးတော့တန်းစင်မှာလည်း fine and you လည်းအားနေတယ်တဲ့မျက်နှာဖွင့်ပြီးထိုးတယ်တဲ့မျက်နှာဖွင့်ပြီးမထိုးရင်လည်းခေါင်းငုံပြီးလက်သီးလျှောက်ကိုတယ်တဲ့ viewer မရှိဘူးတဲ့အတွေ့အကြုံလည်းအများကြီးလိုသေးတယ်တဲ့တက်လုံကြွလွယ်တယ်တဲ့9မိနစ်ကြော်ရင်တဲ့သူကထိုးရတာအားသိမ့်မပါတော့တဲ့ပုံဖြစ်သွားတယ်တဲ့ ။ဘာပဲပြောနဲ့အားပေးရမှာပါပဲတဲ့။ကိုယ့်လူမျိုးဖြစ်တဲ့အတွက်ကြောင့်ပါတဲ့။လိုအပ်ချက်တွေကိုအကောင်းဆုံးဖြည့်ဆည်းနိုင်ပါစေတဲ့။တချို့ကတော့စူပါလက်ကတော့အရှက်ကွဲဥမှာတဲ့။ဒီအိုလာနဲ့စိတ်ပိုင်းဆိုင်ရာကမင်းကျက်တာရယ်။သူတင်တဲ့ဗီဒီယိုတွေကိုကြည့်လာနဲ့သိတာတဲ့တဲ့။ပွဲကိုခုနေကင်းတဲ့တခြားပြန်ပဲဖိုက်တာကိုရက်တာနေရင်အပြောင်းလဲလုပ်ပြီးမကစားတတရယ်ဖိုက်ရကျူနေနိုင်ရယ်ထိုးမခံနိုင်တာရယ်ဒါအောင်မပြင်သေးတဲ့အတွက်ရှုံးမှာပါတဲ့ ။မဖြစ်ဖြစ်နဲ့ကိုယ်နိုင်ငံသားဖြစ်တဲ့အတွက်တော့အားပေးရပါမယ်တဲ့။နောက်ပြီးတော့တန့်စင်ရဲ့ကစားကုတ်ကိုကြည့်ရင်တဲ့ခန်းစစ်ကစားသမားနဲ့တွေ့ရင်တန့်စင်ကားတဲ့ထိုးကွက်တွေကမရောက်တော့ဘူးတဲ့။တန့်စင်ရဲ့ခန်းစစ်ကမလုံးကြုံဘူးတဲ့။ကစားပုံလည်းမပြောင်းဘူးတဲ့။ရိုးရှင်းနေတဲ့။တန့်စင်ရဲ့တိုက်စစ်ကတစ်ချက်ကောင်းကစားသမားနဲ့တွေ့ရင်ရှုံးပွဲထက်တွေ့မယ်တဲ့။ ိုက်စစ်ကစားခြင်းရန်သူထိုးမြအောင်ကစားတဲ့မျက်နာဖွင့်ထားမနေပါနဲ့တဲ့ကျောင်းပိုက်တွေကတော့ဝေဖန်တာတွေကိုတဲ့ခေါင်းထဲမထည့်ပါနဲ့ညီလေးတဲ့ကိုလို့ဆရာရှိတာကိုလောက်ပါတဲ့နိုင်ပွဲယူပြလိုက်တာပါတဲ့ဝေဖန်တဲ့သူတွေတဲ့လက်ခုပ်တီးလာပါလိမ့်မယ်တဲ့အသားနာခံနိုင်အောင်စူးစမ်းပါတဲ့ပြောရမယ်ဆိုရင်တဲ့စိုးကြီးလိုမျိုးတဲ့မာကုံမြအောင်စူးစမ်းစီခြင်းနဲ့တဲ့ မြန်မာမျိုးသားအားပေးနေရတာတဲ့စိုးရိုးတန့်စရာမကြိုက်တော့ဘူးတဲ့ပြီးတော့တဲ့မြန်မာဖိုက်တာဘလောက်ပဲကောင်းကောင်းနဲ့အမှတ်နဲ့ရှုံးတဲ့ဝမ်းကိုလည်းစိတ်ပြတ်တယ်တဲ့တန်းစင်နေနဲ့ပြန်ဘက်ပေါ်မှာလည်းလေးစားမှုရှိစေချင်တယ်တဲ့ပြန်ဘက်ပေါ်လေးစားမှုမရှိသေးရတော့ရှုံးနေပဲရင်ဆိုင်နေရမှာတဲ့အောင်လာတို့ဂျိုရှုအပန်တို့ပွဲတွေကိုကြည်ပါတဲ့သူတို့ဆိုမထုံးခင်မှာအေးဆေးပဲတဲ့ပြန်ဘက်ပေါ်မှာလည်းလေးစားမှုပြည့်ရှိနေတဲ့တန်းစင်နေနဲ့ပြန်ဘက်ပေါ်လေးစားမှုရှိတတ်အောင်နဲ့အရင်ဆုံး လောက်ကမဲဆိုပြီးတော့ပြိသက်ချိုကပြောပါတယ်တန်းစင်အားတဲ့ဝေဖန်တဲ့သူတွေကိုဂီယူဆိုင်မဆိုင်မနေပါနဲ့တဲ့ဝမ်ချန်ပီယံရှစ်မှာတော့ဥစားကြောက်ရပြီးထိုးတဲ့အတွက်ကြောင့်တန်းစင်အားတဲ့နေတဲ့အဆင်မဟုတ်ပါဘူးတဲ့သွေးလင်းထောင်မှာစာချုပ်မရသေးဘူးတဲ့ဒါကြောင့်တန်းစင်ကားတဲ့တော်တော်ဖိုက်တာမဟုတ်ပါဘူးတဲ့ပြန်ဘက်ကိုတေချာလေးလာပါတဲ့စိတ်မလောပါနဲ့တဲ့အကျန်းခံနိုင်အောင်မြန်မြန်လေးကြည့်ပါတဲ့ပြန်ဘက်ကိုကြောက်တာတွေထင်သေးတာတွေလည်းမဖြစ်ပါစေနဲ့တဲ့ပြီးတော့ time fighter တွေနဲ့ထိုးရင်းနဲ့ fight and you ရှိအောင်လုပ်ပါတဲ့အနိုင်ရဖို့ကြီးပဲအတင်းဝင်ထိုးတာမလုပ်ပါနဲ့တဲ့သူတို့ရဲ့ fighter တွေရဲ့ခြေကန်ချက်ကိုတဲ့အမြဲတမ်းသတိထားပါဆိုပြီးပြိသက်တွေကခြံပေးပါတယ်။တန်းစင်နေနေတဲ့ဒီပွဲကိုတော့ထပ်ရှုံးလို့မရတော့ဘူးတဲ့။ဝမ်ဘက်ကဒါအခွင့်အရေးပေးတာလို့ပဲသဘောထားလိုက်တဲ့။၃ဘွဲ့ဆက်ရှုံးပြီးပြီဆိုတော့တဲ့၄ဘွဲ့ဆက်ရှုံးမှုကတော့တဲ့မဖြစ်သင့်ဘူးတဲ့။နောက်ပြီးတဲ့တန်းစင်အနေနဲ့တဲ့ပြန်ဘက်က1 fighter ကတန်းစင်ထပ်ပွဲတွေ့ကြုံသားတဲ့ နောက်ပြီးတန့်စင်ထက်နိုင်ပွဲများတဲ့ဆိုပေမဲ့တန့်စင်နေနေတဲ့ဒီပွဲမှာပါထပ်ရှုံရင်းတဲ့ဝမ်ချန်ပီယံရှစ်ကတန့်စင်ကိုစိတ်ပြတ်တော့မှဖြစ်ပြီးနောက်စာတုပ်ချုပ်မှမဟုတ်တော့ပါဘူးတဲ့အချင်းချင်းခါရှုံးနေလို့စိတ်ပူမိတယ်ဒီတစ်ခါတော့နိုင်ဖို့လိုတယ်တဲ့ထပ်ရှုံးရင်တော့အချင်းနေမကောင်းပါဘူးတဲ့နိုင်ရင်တော့လက်ခမောင်းထားခတ်လို့ရပြီတဲ့ ။တန်းစင်ရဲ့ဝမ်ချန်ပီယံရှစ်မှာထိုးတဲ့ record တွေကိုကြည့်ရရင်တော့ဝမ်ချန်ပီယံရှစ်ပွဲမှတ်တမ်းစုစုပေါင်း၅ပွဲမှာပထမ၂ပွဲပဲနိုင်ပြီးတော့နောက်ဆုံး၃ပွဲဆက်တိုက်ရှုံးထားတာဖြစ်ပါလေ။ဒီပွဲကိုနိုင်မှအဆင်ပြေမှာဖြစ်ပါတယ်။မဖြစ်လို့လဲဆိုတော့၃ပွဲဆက်ရှုံးထားတဲ့အတွက်ကြောင့်အခြေအနေကတော့တိတ်မကောင်းပါဘူး။တန်းစင်ကလည်း weight လည်းမချတော့တဲ့သူ့ weight တန်းက fighter တွေကသူ့ထက်အများကြီး level မြင့်တဲ့ fighter တွေဖြစ်နေတယ်တဲ့။ဝါရောတပါရောအကုန်သားတဲ့ fighter တွေဖြစ်နေတယ်တဲ့။ပွဲလည်းမချောင်ဘူးတဲ့။သူငါးချက်ထိုးတာတစ်ဖက် fighter ကအပြုံးတော်မပြတ်ဘူးတဲ့။ဘာဖြစ်ဖြစ်နိုင်ပွဲပြန်ရပါသေးတဲ့။သူရှုံးတဲ့ fighter တွေကိုပြန်ကြည့်ရင် Takaru ဆိုတာ super leg ကိုရှင်ထိုးရတဲ့ fighter ပါတဲ့။ Surya leg ဆိုတာလည်းကြောက်စုရိုင်းကိုရှင်ထိုးရတဲ့ fighter ပါတဲ့။ Jensen leg ကလည်းပြောရမယ်ဆိုရင်တော့ counter ani လို fighter ကိုအမှတ်စဉ်ရေခံရအောင်ထိုးတဲ့သူတွေပါတဲ့။ဒါကြောင့် ။တန်းစင်အနေနဲ့လည်းဒီဝိတ်တန်းမှာမထိုးသင့်တော့ဘူးဆိုပြီးပြိသက်တွေကထောက်ပြပါတယ်။ခွန်မောနိုင်ကားတဲ့အောက်ချိန်မခိုင်ပါဘူးတဲ့။မိုးထအောင်ကန်တန်တော်မှယိုင်နေတာတဲ့။ဂင်ဆန်လက်လောက်လည်းမမြန်ဘူးတဲ့။အရက်ကရှိမဲ့လှုပ်ရှားပုံကနှေးတယ်တဲ့။တန်းစင်အောက်ခြေကန်တာတွေလုံးဖြစ်နိုင်ပါလိမ့်မယ်တဲ့ဒီစနစ်ပိုင်းရသုံးသပ်ရင်တန်းစင်အရန်မခတ်ခဲမဲ့ပွဲလို့မြင်ပေမဲ့ယုံစားလို့တော့မရဘူးတဲ့ဒီဘက်မှာတန်းစင်အလဲထိုးနဲ့နိုင်မယ်လို့တော့လည်းယုံကြည်မိပါတယ်တဲ့ ။ဘာလို့လဲဆိုတော့လေ့ကျင့်နာရီလည်းကောင်းလာတယ်တဲ့။ line တွေပေါ်လည်းအရင်လိုတွေမဟုတ်တော့ဘူးတဲ့။ထိုင်းမှာလည်းအချိန်ပြည့်လေ့ကျင့်နေတာတွေ့တယ်တဲ့။တန်းစင်နေနဲ့နိုင်ဖို့ပြောနေတယ်လို့ပြိတ္တတွေကပြောပါတယ်။